နိနာသူဖြစ်ဟန်ဆောင်ကမှာရဲဆက်သူတအုပ်ဖြစ်နေမိကြီးနေကလေးလှိုင်းတရားမြို့နယ်ကဆိုင်ရှိန်ဒါကတော့မနေ့တနေ့ကတည်းကလူချင်းချင်းမတော်တရားနှိမ့်ဆက်ခံရတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါရယ်ကြီးရှိသူတော်တော်များကတော့အစာပိုင်းမှာပွဲဖြစ်နေတဲ့လွမ်းပိုင်နေတဲ့စုကိစ္စကိုစိတ်ဝင်စားနေခဲ့ပေမဲ့ဒီလိုင်းတရားမြို့နယ်ကအမျိုးသမီးကတော့လူမှုကွေရဲ့တစ်ခုလုံးရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါရယ်သူမအနေနဲ့ကတော့ခဏခဏပစ္စည်းတွေပြောင်းလဲပြောင်းထားရှိတာကြောင့် CCTV တပ်ထားခဲ့ပြီးတော့တကူဘက်မှစူးစမ်းခဲ့ပါရယ် ဒါကြောင့်မေဒုတိယမြောက်ခိုးစင်မှာတကိုးလိုယူဆရတဲ့တကိုးမျိုးသမီးတယောက်ကိုမိသွားခဲ့ပြီးမိမိချင်းမှာပင်သူမရဲ့စိတ်ဒေါသတစ်ခုကြောင့်အမျိုးမျိုးနှိမ့်ဆက်ပြီးတော့အမတ်သားလောက်အောင်ပြစ်ပေးဖို့ဆုံးဖြတ်ခဲ့ပါရီ။ဒါကြောင့်သူမရဲ့ပစ္စည်းတွေကိုခိုးတဲ့ဒီမျိုးသမီးနဲ့တူပါလာတဲ့မတန်ဆွဲကလေးကိုလည်းအမျိုးမျိုးချင်းကြောက်ပြောဆိုပြီးတော့ယူနေပူနဲ့ပစက်တဲလောင်းချဖို့ဒီပါကြီးဝဲခဲ့ပါတော့ရီ။ဒါရီတွေမကားသေးပဲနိလမ်းသွားလမ်းလာတွေမကား လူမှုကွန်ရက်တစ်ခုလုံးမှာကြားသိစေဖို့အတွက်နေကြည့်ကြည့်ပုံနေတဲ့နေဘူးထဲမှာမိခင်ဖြစ်သူအမျိုးသမီးနဲ့တူမတန်ဆွမ်းသားလေးကိုပါချိုးတူပြီးတော့ရက်ဆက်ခဲ့ပါတော့ရီဒါကိုမြင်လိုက်ရတဲ့လူမှုကွန်ရက်တစ်ခုလုံးကတော့ခိုးခင်လိုက်ရတဲ့ဆန်ရှင်ကိုမတနာပဲအခုလိုမျိုးလူမဆန်အောင်နှိမ့်ဆက်နေတဲ့အတွက်ပို့ပြီးတော့ခြေနေတင်းမာမှုတွေရှိခဲ့ပါတော့ရီဒီကဲတမ်းမှာကြတော့ပြင်းမရှိတဲ့ကလေးကိုပါအခုလိုမျိုးဆွဲသွင်းပြီးထိခိုက်အောင်ပြုမှုခဲ့တာမလို့ဥပဒေအရတရားစိုက်ဖို့တီးဖြစ်လာခဲ့တာဆိုတော့လူကြီးမင်းတို့အမြင်လေးကိုလည်းပြောသွားပေးကြပါဦးရှင်